မိုးကောင်းချောင်းရေလန်းချောင်းပြောင်းလဲတာတွေရှိတာကြောင့်ကံပြိုမှုတွေမဖြစ်ဖို့အတွက်ချောင်းနေရန်တွေကိုခိုင်ခန့်တဲ့ကြောက်စီနေရန်တွေဖြစ်စေခြင်းတယ်လို့မိုးကောင်းပြည်သူတွေကပြောဆိုထားပါတယ်။တင်းတင်းတွေရသတင်းပေးပို့ထားတာပါရှင်။မိုးကောင်းမြို့မှာရှိတဲ့မိုးကောင်းချောင်းဟာနတ်ကောင်းချောင်းနဲ့နတ်ရင်ချောင်းတို့ပေါင်းပြီးစီစဉ်တဲ့ချောင်းဖြစ်ပါတယ်။ဒီမိုးကောင်းချောင်းဟာမိုးရာဒီမှာလဲ ရေလန်းချောင်းပြောင်းလဲပြီးရေကြီးရေရှာမှုတွေကိုချောင်းနှားတစ်ဝိုက်ကနစ်စင်ဆိုသလိုခံနေရတာဖြစ်ပါတယ်။ဒါကြောင့်ချောင်းတစ်လျှောက်မှာနေထိုင်သူတွေကတော့ခိုင်ခန့်တဲ့ကြောက်စီနိုင်ရန်ကိုလိုချင်နေတာပါ။မိုးကောင်းပြည်သူတို့အနေနဲ့ဒီ မြေရင်းနိုင်ရမှာဝါဂရစ်တွေလုံမဲ့အစားကျမတို့ကြောက်စီနိုင်ရလေးကိုအတက်နိုင်ဆုံးချပေးစေချင်ပါတယ်အစိုးရအနေနဲ့မိုးကောင်းချောင်းတစ်ချောင်းမှာမနစ်ကပြုလုပ်ထားတဲ့ဝါဂရစ်နိုင်ရတွေကတော့လက်ရှိမှာပြိုကျပစ္စည်းဓာတ်တွေလည်းရှိနေပါတယ်တို့လိုခန့်ခန့်မမမကိုတို့လိုလှုပ်ထားရောရပြီလေအဲ့ဒါကိုအခုကတအားကိုပြိုသွားပြီတဲ့ဘုဖက်မှလေဆိုအခုလုံးပြိုသွားပြီ မိုးကမ်းချောင်းတလျှောက်မှာနေထိုင်သူတွေကတော့ကမ်းမပြူတာတွေမဖြစ်စေခြင်းသလိုခိုင်ခန့်တဲ့ကြောက်စီနံရံတွေကိုလိုလားနေတာပါဒီကြီးတော့အိမ်အိမ်ပေါ်မှာပဲနေရဒါကြောင့်ချောင်းကမ်းမတွေမပြူအောင်ကာကွယ်ဖို့အတွက်ကြောက်စီနံရံကတော့ပုံမခိုင်ခန့်ပြီးဝါကရစ်နံရံကတော့စနစ်တကျပြုလုပ်ရေး9နှစ်လောက်ခိုင်တယ်လို့ဝါကရစ်လုပ်ငန်းရှင်ကပြောပါတယ်ကျမတင်းတင်းလွယ်ပါရှင့်